မင်္ဂလာပါ။နေဦးနေ့ရမ2025ခုနှစ်ဇွန်လ27ရက်နေ့ညပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်။ကျွန်တော်တောက်ကြပါ။ ပရမဦးဆုံးအနေနဲ့ BBLA တနက်စင်ပွဲကို NUG နဲ့တိုင်းရင်းသားလက်နက်ကင်တက်ခေါင်းဆောင်တချို့ တက်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဗမာပြည်သူလက်မြောက်ရေးတက်တော် BBLA ရဲ့အခြေခံစစ်ပညာသင်တန်းစင်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပလောင်မျိုးသားလက်မြောက်ရေးတက်ဦးတအောင်းအမျိုးသားလက်မြောက်ရေးတက်မတော် PSLF TNLA အရခတ်တက်တော် AA ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ပြည်သူ့လူမျိုးရေးတက်မတော် PLA မြန်မာနိုင်ငံလုံးဆိုင်ရာကြောက်သားများဒီမိုကရက်တစ်တအူ ABS DF တို့မှခေါင်းဆောင်အချို့တက်ရောက်ခဲ့ကြောင်းကို BBLA ကယနေ့ဇွန်လ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ NUG ကျမ်းမာရေးနဲ့ပြည်ချရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစု PSLF TNLA အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာပုံကျော် IEC ဒူဥက္ကဋ္ဌခွန်ပီတူ AA မှတက်မှုတအူ PLA စစ်ဦးစီးကျုံးနဲ့အထွေထွေအတွင်းရေးမှူး ABS DF ဒူဥက္ကဋ္ဌနဲ့ PPL ကိုကဲရင်မှုတို့ကပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာတအောင်းနယ်မြေတနီယာမှာကျင်းပခဲ့တဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ကြခြင်းဖြစ်ပါတယ်။မဟာမိတ်ခေါင်းဆောင်များဟာတော်လိုင်းအောင်မြင်ရန်မတူညီတဲ့အင်အားစုများအကြညီညွတ်ရေးလိုအပ်ကြောင်းနဲ့ဟန်ချက်ညီပါကစစ်အာဏာရှင်စနစ်အမြန်အဆုံးတတ်မှာဖြစ်ကြောင်းကိုအတိအကျထားပြောကြားခဲ့ကြောင်း PPL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တင်းနှင်းစင်းပွဲမှာထူးကျွန်ကျောင်းသားကျောင်းသူများကိုဆုချီးမြှင့်ပေးအပ်ခဲ့ပြီးထူးကျွန်ဆုရရှိသူများအနက်လက်ဖြောင့်ဆုရတဲ့စစ်မေဟာတစ်တုံညာနှစ်ခေါ်စစ်စင်ရေးမှာကြဆုံးခဲ့ရတဲ့ရဲဘော်အောင်ပိုင်ရဲ့ညီမလေးဖြစ်ကြောင်းကိုတင်းနှင်းစင်းပွဲအစီရင်ခံချက်မှာအမတ်နှစ်တုံညာတုံစစ်တေသဗျူဟာမှုကပြောကြားခဲ့ပါတယ်။တင်းနှင်းစင်းရဲဘော်များကိုလက်နက်များပေးအပ်တက်ဆင်ခဲ့ပြီးအမတ်နှစ်တုံညာတုံစစ်တေတာအတွက်တရင်တစ်တစ်ခုလဲတိုးချဲ့ဖွဲ့စည်းနိုင်ကြအောင်ဆိုထားပါဗျ မမပြည်သူလွမြောက်ရေးတက်တော် BBLA ကို2021ခုနှစ်ဧပြီလ27ရက်နေ့မှာကပြဆရာမောင်စောင်းခအပါအဝင်တက်ကြွလှူရှားသူ18ဦးနဲ့စတင်ဖွဲ့စည်းခဲ့ပြီး KNU AATNL MNT စတဲ့တိုင်းရင်းသားလက်နက်ကင်တက်ဖွဲ့များနဲ့ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးလည်းရှိကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့တောင်တကူမှာရှိတဲ့ရေကင်းတိုက်ခိုက်ခံရပြီးထိခိုက်သူရှိဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းတကူမြို့တင်မြောက်ပိုင်းမြို့နယ်မမကန်လမ်းပေါ်မှာရှိတဲ့အေယာဝန်ရဲစခန်းရဲ့အရှိကင်းစခန်းနေရာကိုတိုက်ခိုက်ခံရပြီးရဲတပ်သားတချို့တိုက်ခိုက်တေဆုံးခြင်းရှိတယ်လို့ Mother Sen Jangon Force မြို့ပြပျောက်ကြားအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ယမနေ့ဇွန်လ20ရက်နေ့ည8:05မိနစ်အချိန်ကတောင်နဂုံအမှတ်20ရပ်ကွက်မမကန်လမ်းမကြီးပေါ်မှာရှိတဲ့အေယာဝန်ရဲစခန်းဝင်ပေါက်ရှိရဲကင်းစခန်းနေရာကိုလက်ပစ်ဗုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲတအုပ်တေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့ မာဒါဆန်ရန်ကုန်ဖို့စ်မြို့ပြပျောက်ကြားတပ်ဖွဲ့မှဦးစီးမှု ပုံနိုင်ကပြောပါတယ်ရဲတကောင်ကစစ်လေဝဲပြီးတော့အဲ့ဒီဝင်ပေါက်မှာစစ်လေထိုင်တောက်နေတာအဲ့ဒီအချိန်မှာပထမကားတစီးနဲ့လက်ပစ်ဘုံတလုံးကိုတိုက်ခိုက်တယ်အဲ့ဒီဘုံကသူ့ရှိတစ်တယ်မှာပဲကြားတယ်ဒါကမျက်မြင်ပါပြီးတော့ဒုတိယကာတစည်းကထက်ပြတော့ရဲစကန်ကင်းကိတ်ရှိတဲ့တဲ့ကိုထက်ကြတဲ့အချိန်မှာရင်းနှယောက်ထက်ပြီးဒဏ်ရာရတယ်လို့မြေပြင်ကပြောပါတယ်လို့ဘူနိုင်ကဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက်မှာတောင်တဘုံမြို့နယ်အတွင်းကစစ်ကောင်စီတပ်သားများကအင်အားအများအပြားနဲ့ကင်းလေခြင်းအစင်းစစ်ချင်းတို့ပြုလုပ်ခဲ့ကြောင်းတရင်ရှိမြများကပြောပါတယ်။တောင်တဘုံမြို့နယ်အပြင်ယမန်နီညပိုင်းကဘင်္ဂလားဒေ့မြို့နယ်မှာလည်းပောက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းမြေပြင်တရင်ရှိမြများကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ညပိုင်းကလည်းတာကီတပ်မြို့နယ်မှာရှိတဲ့မြို့နယ်ဥပဒေရုံးနဲ့မြောက်ကလာပမြို့နယ်မှာရှိတဲ့စစ်ကောင်စီအထိုင်ချထားရာမြို့နယ်ခန်းမအတွင်းကို မြို့ပြပျောက်ကြားတပ်ဖွဲ့များကပြင်းအားမြင့်မိုင်းများလက်ပစ်ဘုံးများနဲ့တွားရောက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မကွေးအချင်းထောင်မှာအချင်းသားတဦးကိုဗစ် -19 ရောဂါနဲ့သေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမကွေးမြို့တောင်းနေအချင်းထောင်မှာရှိတဲ့အချင်းသားတဦးကိုဗစ် -19 ရောဂါနဲ့သေဆုံးခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်ဇွန်လ18ရက်နေ့ကတောင်းနေအချင်းထောင်မှာထောင်တန်တလကြခံနေရတဲ့အချင်းသားတဦးဟာ ကိုဗစ် -19 ရောဂါနဲ့တည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ဒေါင်းနေအချင်းထောင်နဲ့နှိစက်သူတဦးကပြောပါတယ်။မကွေးပြည်သူဆေးရုံမှာဆုံးသွားတာဇွန်လ15ရက်နေ့မှာဆေးရုံတင်ရတယ်ဇွန်လ17ရက်ရောက်တော့ဆုံးသွားတယ်။နိုင်ကျင်းတော့မဟုတ်ဘူးစိုက်ကယ်လိုက်စင်မရှိဘဲစီးတဲ့အမှုနဲ့ထောင်တလကျနေတဲ့သူပါလို့၎င်းကဆိုပါတယ်။သူကဲ့သို့အချင်းသားတဦးကိုဗစ် -19 ရောဂါနဲ့တည်ဆုံးခဲ့တဲ့အတွက်နိုင်ငံရေးအချင်းသားများရဲ့ကျန်းမာရေးအတွက်မိသားစုဝင်များကလည်းစိုးရိမ်နေကြပါတယ်။ကိုဗစ် -19 ရောဂါနဲ့တည်ဆုံးခဲ့တဲ့အချင်းသားဟာ တောင်တွင်းကြီးမြို့နယ်ရွှေအိုတိရက်ကွက်မှာနေထိုင်တဲ့အသက်30နှစ်အရွယ်ကိုဘိုဘိုဝင်းဆိုသူဖြစ်ပြီးဇွန်လ18ရက်နေ့ကချမ်းမြေတာယာတုတ်တံမှာတကြိုခဲ့ပါတယ်။တည်ဆုံးခဲ့တဲ့အကျဉ်းသားဟာ COVID-19 ရောဂါတွေ့ရှိရပေမဲ့တည်ဆုံးရတဲ့အကြောင်းရင်းများက COVID-19 ကြောင့်မဟုတ်ပဲဖျားနာခြင်းနဲ့အသက်ရှူရခက်တဲ့ဝေဒနာကြောင့်ဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာများကလိမ်ညာရေးသားထားပါတယ်။ COVID ကြောင့်တည်ဆုံးခြင်းမဟုတ်ပါကျွန်တော်တို့အနေနဲ့တည်ဆုံးသွားတဲ့အခါမှာ တည်ဆုံသွားရတဲ့အကြောင်းအရင်းကိုလိုက်လံပြီးလိလာတဲ့အခါမှာသူကကိုဗစ်ဖြစ်တဲ့လူနာနဲ့ထိတွေ့ထားတဲ့သမိုင်းကြောင်းနဲ့မရပါဘူးသူမှာတော့ဖျားနေတာကြာပါပြီအသက်ရှူတာခက်တဲ့ယောဂါရဲ့ဒီယောဂဝေဒနာများကြောင့်တည်ဆုံသွားရခြင်းဖြစ်ပါတယ်လို့မကွေးတိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှဒေါက်တာအောင်မြင့်ဦးက MRTV မှာပြောကြားထားပါတယ်ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကမကွေးအချင်းထောင်ရှိမှာတော်လန်ရေးတပ်ဖွဲ့များနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျဉ်းဥစည်းဌာနဝန်ထမ်းများကထောင်ဘူးဝနဲ့ကင်းမြော်စင်မှနေပြီးတနက်နေ့ပြစ်ခတ်ခဲ့မှုကြောင့်ထောင်တွင်းတမယုံမှနေထိုင်နေတဲ့နိုင်ငံရေးအကျဉ်းသားကိုစွန့်ရွှေအောင်အပါအဝင်နိုင်ကျင်းနှုတ်သိဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ခဲ့ပါသေးတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကိစ္စကိုအကြောင်းပြကနိုင်ငံရေးအကျဉ်းသားနေရာကျော်ကိုလည်းထောင်ဝင်စားပါဆင်နဲ့တွေ့ခွင့်များကိုလုံးဝပိတ်ပင်ခဲ့ပါတယ်။အခုထိတိုက်ပိတ်ထားစေပါပဲ။ပါဆင်လည်းကန့်သက်ထားစေပါပဲ။ ိုဗစ်တာအရင်လိုဖြစ်ပွားမှုနှုန်းမြင်မယ်ဆိုရင်အကျင့်ထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေအားလုံးကိုထိမ့်ဖို့ဆိုတာမလွယ်ကူတဲ့အခြေအနေမျိုးမှာစိတ်ပူရတာပါပဲအထက်မှာတယောက်နဲ့တယောက်အရင်ထိကက်နေတော့ကိုဗစ်ဖြစ်ရင်ကူးစက်မှုများနိုင်မယ့်အခြေအနေမျိုးဖြစ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ်အခုကပါဆယ်တွေလည်းကန့်သက်ထားပြီးလူလဲတွေ့ခွင့်မရဘူးအထက်မှာအခြေအနေကဘာမှကိုမသိရဘူးအထက်ကစိုးရိမ်တာကတော့ကျမ်းမာရေးပါပဲ ထောင်ကျနေတဲ့သူကကိုဗစ်ကြောင့်တည်တယ်ဆိုတော့တော်တော်လေးကိုစိတ်ပူနေရတယ်ပို့ဆိုးတာကဆေးတွေပါတွေလဲပို့လို့မရလို့ဘာလို့မကွေးထောင်မှာဖန်စီခံရရတဲ့နိုင်ငံကြီးအကျဉ်းသားတဦးရဲ့မိသားစုဝင်တဦးကပြောပါတယ်2025ခုနှစ်ဇန်နဝါရီလမှဇွန်လအထိကိုစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိခဲ့မှုများကြောင့်နိုင်ငံကြီးအကျဉ်းသား၁၀ဦးသေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံကြီးအကျဉ်းသားများကွန်ရက်ကဇွန်လ12ရက်နေ့မှာထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာ2029ခုနှစ်မတ်လ23ရက်နေ့မှာစတင်က ကိုဗစ် -19 ရောဂါစတင်တွေ့ရှိခဲ့ပြီး2025ခုနှစ်မေလ17ရက်နေ့အထိရောဂါဖြစ်ပွားသူ63,342ဦးရှိခဲ့ကယောဂါကြောင့်တေဆုံးသူ19,494ဦးရှိခဲ့ကြောင်းစစ်ကောင်စီတက်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနကမေလ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့မလေးရှားမှာမြန်မာရွှေပြောင်းများနဲ့ဒုက္ခသည်များကိုမလေးအာဏာပိုင်များကရိုက်နှက်ခြင်းအဝတ်အစားများချွတ်ခြင်းအပါအဝင် လူအခွင့်ရေးချိုးဖောက်မှုများကျူးလွန်နေတယ်လို့ Footy Rights ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာမြန်မာရွှေပြောင်းများနဲ့ဒုက္ခသည်များကိုမလေးအာဏာပိုင်များကရိုက်နှက်ခြင်းအဝတ်အစားများအတင်းကျပ်ချွတ်ခြင်းအပါအဝင်လူအခွင့်ရေးချိုးဖောက်မှုများကျူးလွန်နေကြောင်းလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Footy Rights ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံမှာမြန်မာနိုင်ငံမှာရွှေပြောင်းလုပ်သားများနဲ့ဒုက္ခသည်များကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှအာဏာပိုင်များကတရားမဲ့ဖန်ဆီးကလူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းများမှာရိုက်နှက်ခြင်း အဝိစားများကိုအတင်းချက်ချွတ်ခိုင်းကဝီလစ်လင်းနဲ့နေခိုင်းခြင်းနှိမ့်ဆက်ခြင်းနဲ့အခြားအခြေခံလိုအပ်ချက်ရရှိမှုများကိုပိတ်ပင်ခြင်းများလှုပ်ဆောင်နေသည်ကိုစုံစမ်းတွေ့ရှိရကြောင်း Forty Rice ကပြောပါတယ်။ Forty Rice ကမလေးရှားနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဌာနမှဖက်စီတင်သိမ်းခံခဲ့ရသူ16ဦးနဲ့မျက်မြင်သက်သေများကိုအင်တာဗျူးပြုလုပ်၍၎င်းတို့ကြုံတွေ့ခံစားခဲ့ရသည်များကိုအစီရင်ခံစာအဖြစ်ထုတ်ပြန်ခဲ့ပြီးအင်တာဗျူးပြေဆိုသူများထဲမှမြန်မာနိုင်ငံမှရိုဟင်ဂျာ၊ရခိုင်၊ဗမာ မောနဲ့ကခြင်းဒုက္ခတွေများပါဝင်ကြောင်းသိရှိရပါတယ်။ဒုက္ခဒေရီအပေါ်ကိုအကျဉ်ဖတ်မှုနဲ့အဆက်ခွဲမှုတွေကိုလှုပ်ဆောင်တာဟာတရားမဝင်တယ်လို့လူမဆန်ပါဘူး။နှိမ့်ဆက်ညှဉ်းပန်းမှုတွေကလည်းဘီကင်းရင်းနဲ့ကာကွယ်ရေးရှာဖွေနေသူတွေဟာမလေးရှားအာဏာပိုင်တွေရဲ့အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းခွဲခြားဆက်ဆံခြင်းနဲ့အကျဉ်ဖတ်တာတွေကိုခံနေရပါတယ်။အစိုးရကမမှန်မကန်ရှေ့ပြောင်းနေထိုင်မှုပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာခွဲခြားမှုမရှိဘဲစီးနှင်းဖမ်းဆီးတဲ့နီးလန်းကိုရပ်တန့်ရပါမယ်လို့ 40 race မှာလူခွင့်ရေးအထူးကျွမ်းကျင်သူရက်ပလေးရှန်းကပြောဆိုပါတယ်။မလေးရှားနိုင်ငံအတွင်းမှာလူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများကြောင့်ဖမ်းဆီးမှုများမှာလွန်ခဲ့တဲ့နှစ်နှစ်အတွင်းသုံးဆကျော်တိုးလာကြောင်းဒုက္ခသည်အများအပြားမှာမလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များရဲ့ထိန်းသိမ်းမှုခံရစဉ်အတွင်းထိုးကျိတ်ခြင်း၊ဖိစီးမှု ဖြစ်စေတဲ့ကိုနေဟန်ထားများအတိုင်းနေခိုင်းခြင်းသို့မဟုတ်ဝေစားများချွတ်၍အချိန်ကြာမြင့်စွာထားခြင်းအဆက်ခွဲခြင်းနဲ့ ထိမ့်သိမ့်ခံရစေအတွင်းမရှိမဖြစ်လိုအပ်တဲ့အရာများကိုမပေးဘဲညှင့်ပယ်ခြင်းများကိုလှုံ့ဆော်ခံခဲ့ရကြောင်း40 race ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မလေးရှားနိုင်ငံရဲ့ပြည်ထရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလမှမေလ17ရက်နေ့အတွင်းလူပေါင်း3289ဦးကိုဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသူများထဲမှာ UNHCR ကထုတ်ပေးထားတဲ့ကပ်ပြားများအပါအဝင်ဒုက္ခသည်အစဉ်အတန်းဆိုင်ရာအထောက်အထားများအားလုံးကိုလိလိရှုခဲ့ကြောင်း အချို့ကိစ္စများမှာတရားဝင်ကုလသမဂ္ဂစာရွက်စာတမ်းများကိုစွန့်ပစ်ခြင်းများသို့မဟုတ်ဖျက်ဆီးခြင်းများရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်မလေးရှားနိုင်ငံမှာဖမ်းဆီးခံခဲ့ရသူများဟာမိသားစုဝင်များဥပဒေရေးရကျွမ်းကျင်သူများ UNHCR အပါအဝင်ပြင်ပကဘာနဲ့ဆက်သွယ်မှုကိုအလွန်ကန့်သက်ထားပြီးအကျဉ်းသားများအနေနဲ့ငွေကြေးအများအပြားပေးမှသာ၎င်းတို့ရဲ့မိသားစုဝင်များနဲ့မိတ်ဆွေများကိုဖုံးခေါ်ဆိုနိုင်ကြောင်းသိရှိရပါတယ်။ဖက်စီထိန်းသိမ်းခံရစဉ်မိနစ်30ဖုံးပြောနိုင်ဖို့အတွက် မလေးရှားသုံးငွေရင်ဂစ်300အထိပေးရပြီး CCTV ကိုရှောင်နိုင်ဖို့အတွက်တကားနောက်မှာပုံနေရကြောင်းမလေးရှားအာဏာပိုင်များရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရသူရခိုင်လူမျိုးဖြစ်တဲ့ကိုထွန်းက40 rights နဲ့တွေ့ဆုံစင်မှာဖြေဆိုထားပါတယ်။အဲ့ဒီလိုမလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များရဲ့လှုပ်ဆောင်ချက်ကြောင့်ဒုက္ခသည်များဖမ်းဆီးခံရပါက UNHCR ကိုအကြောင်းကြားရင်နဲ့၎င်းတို့ရဲ့ဒုက္ခသည်အစဉ်အတန်းကိုအတီးပြုတ်စစ်ဆေးမှုများကိုလှုပ်ဆောင်ရန်ခက်ခဲလာကြောင်း40 rights ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လေးရှားနိုင်ငံဟာ1952ခုနှစ်ဒုက္ခသည် convention ကိုအတည်ပြုလက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်ပေမဲ့လည်းအဆိုပါ convention ဟာနိုင်ငံတကာဥပဒေအရဒုက္ခသည်ကာကွယ်ရေးအတွက်အခွင့်အာဏာရှိတဲ့လက်ညှိုးမှုများကိုပေးထားကြောင်း convention အရဒုက္ခသည်ဆိုတာနှိမ့်ဆက်ညှဉ်းပန်းခံရမှာကိုစိုးရင်ရတဲ့အတွက်မိမိနိုင်ငံကိုပြန်သွားရန်မတက်နိုင်ခြင်းသို့မဟုတ်မလိုလားသောလူအဖြစ်သတ်မှတ်ထားကြောင်းဒုက္ခတဲ့ convention အပိုက်37မှာဒုက္ခတဲ့များဟာခေလွန်ရဲ့နိုင်ငံတစ်ခုမှာမမှန်မကန်ဝင်ရောက်ခြင်း သို့မဟုတ်နေထိုင်ခြင်းနဲ့ဆက်ဆက်၍ဖန်ဆီးခြင်းသို့မဟုတ်ချုံလောင်ခြင်းများအပါအဝင်ပြစ်ဒဏ်မပေးရသည့်တို့ကိုပါရှိကြောင်းသိရှိရပါသည်။မလေးရှားအစိုးရကခွဲခြားမှုမရှိဘဲစီးနှင်းဖန်ဆီးတာတွေကိုရပ်တန့်ရပါမယ်။ကုမှုရေးနိုင်ငံတွေမှာအသက်အန္တရာယ်ရှိသူတွေကိုတရားဝင်ဒုက္ခသည်အဆင့်တန်းတွေပေးပြီး UNHCR ကိုအပြည့်အဝချင်းကပ်နိုင်ခွင့်တွေပြန်ပေးရပါမယ်။ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကလည်းထွက်ပြေးလာသူတွေကိုနှိမ့်ဆက်ညှဉ်းပန်းနေတာစင်ကြင်မှုမရှိဘဲဖန်ဆီးနေတာထိမ့်သိမ့်ထတာ အတင်းအကျပ်ပြန်ပို့တာတွေကကာကွယ်ဖို့ရှင်းလင်းတဲ့ကာကွယ်ရေးစီမံချက်တွေချမှတ်ရပါမယ်။ဒုက္ခသည်တွေနဲ့ခိုလုံခွင့်တောင်းခံသူတွေကမလေးရှားရဲ့ရွှေပြောင်းနေထိုင်မှုမူဝါဒတွေရဲ့ကွန်ရက်ထဲမှာပြိမိနေလို့မဖြစ်ဘူးလို့ Forty Race မှာလူခွင့်ရီထူးကျွမ်းကျင်သူ Yep Lation ကရှင်းလင်းပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဒုက္ခတကုံအိမ်ယာမှာတခိုးကဓာတ်နဲ့ထိုးတဲ့အတွက်အင်းရှင်အမျိုးသားတေဆုံးပြီးအမျိုးသမီးဒန်ယာယာတခိုးကိုဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတကူမြို့တက်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သူကတကောအင်ယာအတွင်းကိုဝင်ရောက်လာပြီးအင်ရှင်ကိုဓာတ်နဲ့ထိုးရမှအင်ရှင်အမျိုးသားသေဆုံးပြီးအမျိုးသမီးကိုတိကိုက်တန်ရန်ရစေခဲ့တဲ့တကောကိုဖမ်းမိထားပြီးဖြစ်ကြောင်းလူမှုကွန်ရက်ရေးအသင်းနဲ့နှိစက်သူများထံကနေသိရှိရပါတယ်။အဆိုပါဖြစ်စဉ်ဟာယနေ့ဇွန်လ22ရက်နေ့နနက်အစောပိုင်းကသူကတကောအင်ယာအဆောင် block E တိုက်ခန်းနံပါတ်1မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။တကောအင်တဲကိုဝင်လာတာကိုမြင်၍ဖမ်းဖို့တွားရာတကောကပါလာတဲ့ဓာတ်နဲ့အချက်20ခန့်ထိုးခဲ့တဲ့အတွက် အင်းရှင်အမျိုးသားတည်ဆုံပြီး၎င်းရဲ့အမျိုးသမီးမှလည်းဓာတ်တရားများရခဲ့တယ်လို့ဆိုပါတယ်။ဝရဏာကနေကြော်တက်ပြီးအိမ်ထဲဝင်လာအင်းရှင်လင်မယားနဲ့ထိတ်တိုက်တိုးသွားတော့မတိမချင်းဝင်လုံးနဲ့ပုံပဲအမျိုးသားကအချက်20လောက်ရှိတယ်တဲ့အထိုးခံရရတာအမျိုးသမီးကတော့အခုတက်တာနေပါပြီလို့ဖြစ်စဉ်ကိုသိရှိတတူဦးကဆိုပါတယ်။အဆိုပါဖြစ်စဉ်ကိုတွားရောက်ကူညီပေးခဲ့တဲ့ရွှေမြတ်တာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတူဦးကလည်းအမျိုးသမီးကတက်တာနေပါပြီတကူးကိုလည်းမိထားပါပြီလို့ဆိုပါတယ်။အခုကဘယ်လိုဖြစ်တယ်လဲဆိုတော့ ကုပစ္စည်းနဲ့ကိုကြီးလန့်စွာစားနေရတယ်လို့ပဲအကုန်ကြောက်နေရတာမအလအုပ်စုကိုလည်းကြောက်ရတခိုးတမျှကိုလည်းကြောက်ရနေလို့ရန်ကုန်တိုင်းမှာပြည်သူတဦးကဆိုပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကာလများမှာရန်ကုန်မန္တလေးအပါအဝင်တိုင်းနဲ့ပြည်နယ်များ၌တခိုးဝင်ခြင်းတနက်ပြ၍ရွှေဆိုင်တမျှတိုက်ခြင်းလူရဲတက်ဖြတ်ခြင်းများမကြာခဏဖြစ်ပွားနေခြင်းကြောင့်အရက်သားပြည်သူများမှလည်းမလုံခြုံခြင်းများဖြင့်နေထိုင်နေကြရတယ်လို့ဆိုထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအစိုးရကြီးရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြီးရှုသူပြည်သူလူထုအပေါင်းစစ်မိတ်ဆာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့နေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုပဲရည်တည်ခြင်းတရင်အစစ်အမှန်နေဦးနေရန်